ခုကြည့်နေတဲ့လူက Wi-Fi တစ်ခုကိုဟက်လို့ရခဲ့တယ်ဆိုပါဆိုဒါဆိုရင်နောက်ထပ်ဆက်လုပ်မယ့်အရာကဘာများဖြစ်မလဲကျွန်တော်တို့က Wi-Fi တစ်ခုကိုဟက်လိုက်တယ်ဆိုတာနဲ့သူတို့ရဲ့ network တွေကိုရောက်သွားပြီးတော့စိမ့် network ပုံစံဖြစ်သွားတယ်ပေါ့နော်စိမ်းတော့မှာဆိုရင်ကျွန်တော်လုတ်လို့ရတဲ့အတက်တွေကအများကြီးရှိတယ်။အဲနာမည်ကြီးရဆိုလို့ main intermittent အတက်တို့ဆိုရင်ဒါတော်တော်များများစမ်းကြတဲ့အထက်မှာပါတယ်ပေါ့နော်။ဒါပေမဲ့တချို့ကြောင့်လည်း Wi-Fi ဟက်တယ်ဆိုတာကဒီ Wi-Fi ကိုကိုတော့ရုံတော့ပဲတခြားဘာမှမလုပ်ဘူးဆိုတဲ့လူမျိုးတွေလည်းရှိတယ်။အဲတချို့ကြောင့်လည်းဒီ Wi-Fi နဲ့ကို ဝင်သွားတယ်ဟတ်လိုက်တယ်နောက်တော့ရောက်သွားပြီဆိုရင်ဘာလှုပ်လှုပ်လှုပ်ဝမှမသိတဲ့လူမျိုးတွေလည်းရှိတယ်ဒါကြောင့်မို့လို့ကျွန်တော်ကဒီနေ့မှာ wifi တစ်ခုဟတ်လိုက်တယ်ဒီ network တစ်ခုဟိုထဲကိုရောက်သွားခဲ့တယ်ဆိုရင်ကျွန်တော်ဒီ network ထဲမှာဘာတွေ scanning လုပ်လို့ရနိုင်လဲဆိုတာကိုဒီ video မှာပြပြပေးရမှာဖြစ်ပါတယ်။ Okay ဒါဆိုရင်တော့ကျွန်တော်ဒီမှာစပြီးတော့ scanning လုပ်ကြည့်ကြမယ်ပေါ့နော် scanning လုပ်တယ်ဆိုတဲ့နေရာမှာကျွန်တော်အိမ်က wifi က network ကိုပဲကျွန်တော် scanning လုပ်ပြပြီးမှာဖြစ်ပါတယ်။ကျွန်တော် network ထဲမှာဘာတွေ run နေလဲဘာ service တွေ run နေလဲတစ်ချက် စ်ကြည့်ကြမယ်ပေါ့နော်โอเคအဲ့တော့ကျွန်တော်ကဒီမှာကာလီလင်းနဲ့တော်ဝမ်းလာတယ်သုံးမဲ့တူကဘာသုံးမလဲဆိုတော့ကျွန်တော် AMAC ကိုပဲကျွန်တော်တုံးมาဖြစ်ပါတယ် AMAC ကိုတုံးမှာဆိုတော့ကျွန်တော် AMAC လို့ရိုက်ထည့်လိုက်အောင်မယ် AMAC ပြီးကြရင်အနောက်မှာ have ဆိုပြီးတော့ရိုက်ထည့်လိုက်ကျွန်တော်ဘယ်တိုးကိုပဲတုံးတော့အနောက်မှာ have လို့ရိုက်ထည့်လိုက်တဲ့အခါကျရင်เนาะအာပြုပြဲဝိုင်းခဏလေးနော်โอเคမှကြည့်လိုက်ပြန်ပြမယ်ဒီမှာ ဟပ်လို့ရိုက်ထည့်လိုက်တဲ့ခါကျဒီဒီတိုးမှာတုံးလို့ရတယ်ဘာ option တွေတုံးလို့ရလဲဘာတွေလုပ်လို့ရလဲဆိုတော့ဒီမှာအောက်မှာကျွန်တော်လာပြီးတော့တွေ့ရတယ်ဒီမှာသူရှင်းပြရတဲ့စာသားလေးတွေဖတ်ပြီးတော့ကျွန်တော်တို့က like ဆန်းလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကဒီဗီဒီယိုမှာပြပြမှာကဒီကောင်တွေအကုန်လုံးတော့မပြောပြဘူးဒီကောင်တွေအကုန်လုံးသိကြရင်ကျွန်တော်စီမှာ ATK Hackway MS ဆိုတဲ့ class ရှိတယ် i class ကိုလာ join လိုက်တယ်ဆိုတော့เนาะဒီ MS မှာပါတဲ့ option အကုန်လုံးကို၃တောင်မှာဖြစ်ပါတယ်အကုန်လုံးအကောင်လုံးလည်းကျွန်တော်တို့ class မှာသင်ပေးကြရတယ်ပေါ့နော်ဒီအကောင်လုံးဒီ MS ကိုကြောင်းကြောင်းကျင်ကျင်သုံးနိုင်ဖို့အတွက်သင်ပေးကြရတဲ့ class ဖြစ်တယ်။ဒါမှမဟုတ်ကျွန်တော်ကဒီမှာကြော်ညာတဲ့ပုံစံဖြစ်တဲ့အတွက်ကြောင့် တော့ဒီမှာအများကြီးမပြဘူး option နှစ်ခုကိုပဲသုံးပြမယ်ဘယ် option လဲဆိုတော့အဲကျွန်တော်တို့ရဲ့ဒီ network မှာအဲ bar device ဒီ running ဖြစ်နေလဲဆိုတာကို scan တဲ့ option ရယ်ပြီးကြရင်ဒီ device မှာအဲ bar server run နေခဲ့ရယ်ဆိုရင်ဒီ server version တွေပါလေသိရအောင်လို့ဘယ်လိုမျိုးလုပ်လို့ရလဲဆိုတာကိုပဲပြပြမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ asset ဆိုတဲ့ option လေးကိုပဲသုံးမယ်ဒီကောင် host discovery ဆိုတဲ့ခေါင်းစဉ်အောက်ကဖြစ်တယ် asset ကြတော့ဘာလုပ်တာလဲဆိုတော့ကျွန်တော်တို့ရဲ့ဒီ network မှာ bar အပါဒီဗိုက်ဒီရန်နေလဲဆိုတော့ဒီကောင်ကတိအောင်လုပ်တဲ့ option ဖြစ်ပါတယ်ပင်းစကန်လို့လဲသူ့ကိုခေါ်တယ်အဲကျွန်တော်သွားရောက်တော့မှ post scan ကိုတော့လုံးဝမဟုတ်ပါဘူးဒက်ဆေးပဲ post scan ကျွန်တော်တို့ pin scan only ပဲဖြစ်ပါတယ်เนาะအဲ့ဒါမလို့ကျွန်တော်တို့ကဒီကောင်ဒီ option နဲ့ run လိုက်တဲ့အခါကျရင်ကျွန်တော်ရဲ့ network ထဲမှာဘာတွေ run နေလဲဆိုတော့သိရပြီအဲဘယ် device တွေဖက်နှလုံးသုံးနေလဲစသဖြင့်ပေါ့เนาะအဲ့လိုမျိုးသိရမှာပေါ့เนาะ okay အဲ့တော့ကျွန်တော်တို့တစ်ချက် try ကြည့်အောင်အဲဒီဘက် terminal တစ်ချက်ပြန်ဖွင့်လိုက်မယ် ဲ့တော့စမ်းကြည့်မယ်ဆိုတော့ကျွန်တော်တို့ IP သိဖို့လိုတယ် IP ကကျွန်တော်တစ်ချက်ပြန်ဆက်လိုက်မယ် IF IFC1FIG โอเค I'm convenient ဆက်လိုက်တဲ့အခါကျကျွန်တော်တို့ရဲ့ IP ကအဲဒီမှာ100.35အဲ့တော့100နှဝပေါ့နော်ဒီ100နှဝကိုကျွန်တော်တို့က scanning လုပ်ကြည့်ကြမယ်โอเคအဲ့တော့ကျွန်တော်ဒီကနေစပြီးတော့ပြောချင်တာပေါ့နော်ခုနကလည်းပြောလိုက်ရမှာဒါပေမဲ့ကျွန်တော်ဒီမှာတချို့အကြောင်းအရာတွေက အနောက်အကြောင်းအရာတွေပါအဓိကကျွန်တော်တို့က network နဲ့ပတ်သက်တဲ့အပိုင်းတွေပြောနေတာဖြစ်တဲ့အတွက်ကြောင့်အဒီဗီဒီယိုကိုကျွန်တော် network နဲ့ပတ်သက်ပြီးတော့ဘာအခြေခံ knowledge မှမရှိဘူးဆိုရင်အနားလည်မယ်လို့တော့ကျွန်တော်တို့မထင်ဘူးပေါ့နော်โอเคအဲ့ဒါလေးတစ်ချက်တော့ပြောပြခြင်းတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကခုနက IP တော့တည်လာပြီအာ IP 3100 network ဆိုတော့တည်လာပြီ35ကကျွန်တော်တို့ကဒီကာလေးလေးနဲ့ IP ဟုတ်ပြီနော်ဒီ100 network လုံးကျွန်တော်တို့က scan လုပ်ကြည့်လိုက်မယ်โอเคအဲ့တော့ကျွန်တော် unmap အနောက်မှာကျတော့ပါထည့်မလဲဆိုတော့ assign ဆိုတဲ့ option လေးထည့်ပေးရမှာဖြစ်ပါတယ်နောက်ဒီကောင်ကကျတော့အဲ battery run လေးလဲဆိုတော့ဒီကောင်ဆက်တာ okay အဲ့တော့ကျတော့192.168.100.0125เนาะ155လောက်လောက်ကျတော့ဒီ network ကြီးတစ်ခုလောက်ကျတော့ scan မှာဖြစ်ပါတယ်နောက်တချို့လူတချို့ network မသိတဲ့လူတွေကျတော့အဲဒီဒီလိုမျိုးရေးလိုက်တာကိုနားလည်ခြင်းမှာနားလည်လိမ့်မယ်เนาะအဲ့ဒါမို့လို့အဲ network မသိသေးဘူးဆိုရင်လည်း network အကြောင်းလည်းအရင်ဆုံးလေ့လာပါလို့ပြောခြင်းပါတယ် okay အဲ့ဒါဆိုကျတော့ဒီမှာ unlock ခေါက်လိုက်မယ် โอเคခဏလောက်ဆောင်းလာโอเคဒါဆိုတော့ကျွန်တော်ဒီမှာ second reset ထွက်လာပြီဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ node ထဲမှာအဲဘာတွေတွေ့လိုက်လဲဆိုတော့ကျွန်မကျွန်တော် host server ကိုတွေ့ပါတယ် host server ကိုမှာကျွန်တော်တို့ကပြန်နှုတ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ gateway နဲ့ကျွန်တော်တို့ဒီ kali linux ကိုပြန်နှုတ်လိုက်မယ်ဆိုတော့နောက်ထပ်ရှစ်လုံးတွေ့ရလို့ပြောတယ်ဗောနနောက်တဲ့ device ၈ခုကျွန်တော်တို့ရဲ့ network ထဲမှာသုံးနေပါတယ်ဒီမှာဆိုရင်သူ့ရဲ့ IP တွေလည်းပြပါတယ်ပြီးရင်သူ့ရဲ့ MAC address တွေလည်းပါပါတယ်ပြီးရင်ကျွန်တော်တို့ဒီမှာသူ့ရဲ့ technology သုံးလဲဆိုတာအစားပြတယ် ဟိုမှာပြကြရင်ကျော်ဒီမှာဆိုရင်ဒီကောင်ဆိုရင်14ဆိုရင်ဒီကောင် TP link limited ပေါ့ဒီကောင်ပါလဲเนาะအဲ့ပြကြရင်ဒီကောင်ပါလဲဆိုတော့အသေးသေးသိချင်တဲ့အခါကျရင်ဒီ IP ကိုလည်းကျွန်တော်တို့ကတက်ပြီးတော့အသေးသေး scan လုပ်ရတယ်ဟုတ်ပြီเนาะအဲ့တော့ကျွန်တော်တို့ကဒီတရားဟာကောင်တစ်ခုခုကိုသီးသန့် scan ကြည့်အောင် scan ကြည့်မယ်ဆိုကျွန်တော်ဘာကိုရွေးလိုက်မလဲဆိုတော့ကျွန်တော်တို့ရဲ့ router ကိုပဲရွေးလိုက်မယ်တရာ .1 ကိုကျွန်တော်ရွှေ့ပြီးတော့ scan လုပ်ကြည့်မှာဖြစ်ပါတယ်ဒီကောင်ပါလဲပေါ့ကျွန်တော်တို့ gateway ဆိုတော့ဟုတ်ပြီเนาะပြကြရင်လည်းတခြားကောင်တွေကိုလည်း scan လုပ်လို့ရတယ်ဒီမှာ Xiaomi communication တွေပါရှိတယ် စကန်လုပ်လို့ရတယ်ကျွန်တော်ကတော့အဲ့ဒါလေးကိုစကန်မလုပ်ပြတော့ဘူးကျွန်တော်ဒီမှာအဲဒီအပေါ်ဆုံးအကောင်လေး1ကိုစကန်လုပ်ပြမယ်เนาะဒီကောင်ကအဲဘာစားပြီး run နေလဲဆိုတော့တစ်ချက်ပေါ်လွယ်လို့ပေါ့เนาะကျွန်တော်ပြတယ်ထဲမှာဟုတ်ပြီအဲ့တော့တစ်ချက်ကြည့်အောင်เนาะခုနကလိုမျိုး SSN ကိုတုံးပြီးတော့စကန်တာဖြစ်ပါတယ် SSN ကိုတုံးပြီးတော့စကန်ပြီးတော့ကျွန်တော်အဲ့ဒါကိုအမှရလာတဲ့အဲ target တစ်ခုကိုကျွန်တော်တို့စကန်လုပ်မယ်ပေါ့နော်โอเคဒါမှမဟုတ်ကျွန်တော်တို့က gateway ကိုပဲလုပ်လိုက်တယ်ဟုတ်ပြီနော် gateway IP ကဘယ်လောက်လဲဆိုတော့192.168.100.1ဒီကောင်ကျတော့ target တစ်ခုတွေကို စကန်နာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်လည်း normal range တွေပါလေထည့်စရာမလိုတော့ဘူးเนาะကျွန်တော်ဘယ်ကောင်စကန်နေရလဲဆိုတော့ဒီကောင်ကိုစကန်နေတာ1ကိုစကန်နေတာဟုတ်ပြီเนาะဒါကကျွန်တော်တို့ခေကွေးဖြစ်ဖို့များတယ်1ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဘာ option မှမထည့်ဘူး DM မဲ့လုတ်ပြီးစကန်လိုက်မလို့ရှုပ်ဒါဆိုရင်ကျွန်တော်တို့ဒီကျွန်တော်တို့ရဲ့ခေကွေးကြီးမှာဘာ run နေလဲဆိုတော့ဒီကောင်တွေ run နေပါတယ်တဲ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ပော့ကကြတော့အဲပော့က၄ခုပွင့်နေเนาะဒီမှာ22ပွင့်နေ23ပွင့်နေ 53.80သာသမန်ဒါခေါက်ဒါတွေပွင့်နေပါတော့ပြရင်သူရဲ့စာဘက်တွေလည်းပြတယ်။ဒါပေမဲ့ကျွန်တော်တို့ကအဲပြဿနာဘာဖြစ်နေလဲဆိုတော့အဲဒီစာဘက်ပဲသိရတယ်။ဒီစာဘက်ရဲ့ version ကိုမသိရသေးဘူး။ကျွန်တော်တို့ကဒီ exploit လုပ်မယ်ဆိုတဲ့အခါကျရင်ကျွန်တော်တို့ကဒီစာဘက်သိရုံနဲ့မရဘူး။သူ့မှာ version ဘယ်လောက်တုံးတာလဲဆိုတာပါသိရတယ်ပေါ့နော်။ Okay အဲ့ဒါကြောင့်မလို့သူ့မှာ version ဘယ်လောက်တုံးတာလဲဆိုတာဘာသိကျင်တဲ့အခါကျရင်ကျွန်တော်တို့ဘာလုပ်ရလဲဆိုတော့ကျွန်တော် SV ဆိုတဲ့ဟာလေးကိုတုံးမိရတယ် .sv ဒီကောင်အတုံးများတဲ့ option တွေပေါ့နော်โอเคချက်ပြန်ကြည့်ကြည့်အောင် reset ကဘယ်လိုခွာချောင်းရမလဲလို့โอเคဒါဆိုရင်ကျွန်တော်တို့ second reset ထွက်လာပြီ sv ထည့်လိုက်တဲ့အချိန်မှာကျွန်တော်တို့ပြရတဲ့ reset ကပြောင်းလဲသွားပြီမတူတော့ဘူးဘာတွေပါလာလဲဆိုတော့ကျွန်တော်တို့ဒီမှာ version ဆိုတဲ့ tab လေးပါလာပြီးတော့ဒီမှာ version တွေလာပြရတယ်ပေါ့နော်โอเคအဲ့တော့ကျွန်တော်တို့ခုနက reset ကိုရှင်းကြည့်ဘာမှမဆိုင်တော့ဘူးကျွန်တော်တို့ဒီမှာ service ဆိုတာပါထပ်ပြီးတော့ ရလာပြီ။ Okay ဒါဆိုရင်ကျွန်တော်ဒီမှာ SSH ရဲ့စာပဲ tenant စာပဲနောက်ပြန် domain ဆိုလဲဒီမှာအာဘာလောက်ထားလဲဘာသုံးထားလဲဆိုတာစသဖြင့်ဒီလိုမျိုးလာပြဟုတ်ပြီနော်အဲ့လိုမျိုးလေးကျွန်တော်တို့ဒီမှာ version သိပြီဆိုရင်အဲဒီ version အဲတလောက်တလောက်မှာကျွန်တော်တို့ vulnerability ပါရှိလေသတ်သဖြင့်လိုက်ပြီးတော့ရှာပြီးတော့ကျွန်တော်တို့က exploit ထပ်လုပ်ရတာဖြစ်ပါတယ်ဟုတ်ပြီနော်ဒါကတော့ကျွန်တော်တို့က gateway ကို scan တာပေါ့နော် gateway ကို scan ကျွန်တော်နောက်ထပ် army တစ်ခုကို scan ကြည့်အောင်ကျွန်တော်တို့နောက်ဘက်မှာရှိနေတဲ့ဟာတစ်ခု음ကျွန်တော်တို့ tp link ဒီကောင်လေးနည်းနည်းစိတ်ဝင်စားဒီကောင်လေး scan ကြည့်အောင် မဟုတ်ကဒီကောင်အပေါ်ကောင်73ကိုစကန်ကြည့်မယ်73ကပါများလဲလို့ပေါ့နော်ကျွန်တော်လည်းမသိဘူးဒီကောင်ကိုကျွန်တော် SV နဲ့ပဲစကန်လိုက်မယ်ဒီတော့ order က73ထက်လိုက်ရုံနဲ့နောက်မှာခုနကတော့အားရှိတယ် Okay Okay ဒါဆိုရင်ဒီမှာဒီကောင်ရဲ့ result ထွက်လာပြီအဲเนาะကျွန်တော်73ရဲ့ reserve ပေါ့เนาะဒီမှာဆိုကျွန်တော်သူ့ပော့ကဒီကောင်ပွင့်နေတယ်9390 TCB ဆိုဆိုရဲပွင့်နေတယ်ပြီးကြရင်သူ့ရဲ့အာဘာဖာရှင်းလဲဆိုတော့ဒီမှာလာပြတယ် ဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်ဒီကောက်မှာကျွန်တော်ဘာအားနဲ့ချက်ရှိလဲဆိုတော့ဒီ version လေးမှာအားနဲ့ချက်ရှိတာသိကျင်တဲ့ခါကျရင်ဒီ version ကိုကျွန်တော်တို့ကခေါက်ခဲမှာဖြစ်ဖြစ် subscribe မှာဖြစ်ဖြစ် local မှာဖြစ်ဖြစ်ရှာလိုက်ပေါ့နော်ရှာလိုက်တဲ့ခါကျရင်အဲ vulnerability တန်းပြီးတော့ရှိတယ် exploit လုပ်လို့ရတယ်ဆိုရင်ဒီခါလေဒီ site ထဲကိုရောက်သွားမှာဖြစ်ပါတယ် ဟုတ်ပြီနော်အဲ့လိုမျိုးလေးရှိပါတယ်ဒါမှမဟုတ်ကျွန်တော်တို့ဒီမှာ scanning အဆင့်ဖြစ်တဲ့အတွက်ကြောင့်လိုမျိုး expire တွေပါတယ်တော့လုတ်ပြတာတွေတော့မပါဘူးကျွန်တော်တို့အဓိကကတော့အဲဘယ်လိုမျိုး scanning လုပ်လဲဆိုတာကိုပြတာဖြစ်ပါတယ်ဟုတ်ပြီနော်အဲအဲ့ဒါဆိုတော့ကျွန်တော်တို့ဒီမှာနှစ်ခုပြခဲ့တယ်ကျွန်တော်တို့ကဒီမှာ version တွေတည်အောင်လုတ်တာ ਨੇ ပြီးကြရင်ကျွန်တော်ဒီ network ထဲမှာဘာတွေရှိလဲဆိုတော့ scan နဲ့အဆင့်နှစ်ဆင့်ပြခဲ့တယ်ပေါ့နော်အဲ့လိုမျိုးဟိုဘက်ကကျွန်တော်တို့က MM မှာပါတဲ့ option တွေအကုန်လုံးကိုစမ်းကြည့်ခြင်းနဲ့ဆိုရင်ဒီမှာထပ်စမ်းကြည့်လို့ရတယ်နောက်ကိုကကိုလေးလာခြင်းနဲ့ရတယ်ကျွန်တော်တို့ YouTube တွေမှာအကုန်လုံး free ပေးကြတဲ့ဟာမျိုးတွေရှိတယ်နော်အဲဒါပေမဲ့ကိုကမြန်မြန်ဆက်ဆက်နဲ့လေးလာခြင်းနဲ့တက်မြောက်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်စီမှာဒီ ATK Hackerin MS ဆိုတဲ့ class ကိုလာ join ပြီးတော့ဒီ option တွေအကုန်လုံးကဘာတွေအလုပ်လုပ်လဲဘယ်လိုမျိုးတွေသုံးရလဲဆိုတော့အသေးစိတ်ရှင်းပြရတဲ့ class ဖြစ်ပါတယ်နော်အဲ့ဒါကြောင့်မို့လို့အဲတန်းတန်းတွေဘာတွေအသေးစိတ်သိခြင်းနဲ့ဆိုတဲ့အခါကျရင်ကျွန်တော်ရဲ့ page ကို MS လို့သာပို့လိုက်ပါကျွန်တော် detail လေးတွေပြန်ပို့ပေးပါမယ်